ကြောက်ပြုံသေးလေးကြာတီကွန်းရဲ့ရေအိတ်ရေအိတ်ကတော့တသေးလေးပေါ့ကွယ်တိလာတသေးလေးအလားလေးကလက်တွေပျောက်သွားတာလေးကိုတင်ပြချင်ပါတယ်ဒီလိုချွတ်တွေ့ချောင်းသာမာလေးတီကွန်းရေအိတ်ဖြစ်ပြီးတော့လေးဘိုက်တွေအရင်အောင်ပြီးတော့လေးစီကန်းကိုကြောက်ပါတယ်တိလာရောက်သွားပြီးတော့အဲ့လိုဆယ်ရက်လောက်ပေါ့ကွယ်တိလာကာရိုက်နေနေဆယ်ရက်လောက်ကိုတော်တော်ခံစားခဲ့ရတာအဲ့ဒီချိန်မှာမအီးတယောက်ကပြောလဲဆိုတော့သူက သူ့ရဲ့အတော်တယောက်ကတဲ့ကြောက်ဖြုံဒီလေးကိုတဲ့အိတ်ရဲမှာတဲ့ဖက်ပြီးတော့အိတ်လိုက်တာတဲ့တလနှစ်လအတော်တွဲမှာတဲ့အဲ့ရေအိတ်တာရေအိတ်ပေါ့နော်တဲနေတဲ့ဟာလေးပျောက်သွားတယ်ဆိုတော့ဒီကောင်ကလည်းကိုယ်ရဲ့အဲလုံးကြည့်ကျင်တာပေါ့သိရမလားအဲ့အဲ့ဒါနဲ့ကြောက်ဖြုံဒီလေးသွားဝဲချောင်းသားမှာချောင်းသားမှာမမတ်ရရအဲ့အဲ့ဒါနဲ့ဒီကိုယ့်ရဲ့ဒီစီရင်ရှိတဲ့နေရာလေးဘိုက်ကလေးထဲမှာတက်ပြီးအိတ်တယ်နောက်တစ်ခါကြောက်ကက်ရှိတဲ့နေရာနောက်ဘက်မှာလည်းထိပြီးတော့အိတ်တယ်အဲ့အဲ့ရထဲမှာစောင်းကြုံလေးထဲမှာအမြဲတမ်းထားထားပြီးအိတ်တာ တစ်ရက်နှစ်ရက်လောက်ကြာတော့နည်းနည်းတော်တော်တက်တာသွားတယ်ပေါ့ကွာတိလားရန်ကုန်ပြန်ရောက်လို့အထွတ်ဆောင်လိုက်ရိုက်ကြည့်လိုက်ကောရေအိတ်တဲတာမရှိတော့ဒါတီကွန်းရဲ့လက်တွေ့မှုလို့ပြောပြတာနော်သူများတွေတော့မပြောတတ်ဘူးတီကွန်းရဲ့လက်တွေ့မှုလို့ချစ်တို့လေတကယ်လို့ရေအိတ်တဲတာလို့ဟောနောက်တစ်ခါကိုယ့်ရဲ့ဘိုက်ထဲမှာအောင်းလာလို့အညစ်အကြေးရှိတာလို့ဟဲ့အဲ့ဒါမျိုးတွေဆိုရင်ဒီကြောက်ကအတွက်ကိုကောင်းတဲ့ ဒီကြောက်ဖြုံဒီရလေးတော်တော်ကိုကောင်းနေဆိုရဲအဘဟုတုတ္တလေးအနေနဲ့ဒီကောင်ကတင်ပြပေးခြင်းဖြစ်ပါတယ်ဒီကောင်ကိုယ်တိုင်အဲ့ရတယ်မှာထားအိတ်တာဘိုင်နာမလေးအဲဒီလိုလေးလဲထားပြီးတော့အိတ်တယ်တောက်ကရှိရဲ့ဒီဒီကြောင်းကုန်းလားလေဒီမာလေးမှာလည်းအဲ့လိုမျိုးလေးထားပြီးအိတ်တယ်ကြောက်ပြုံဒီရဲ့ကောင်းကျိုးကတော့အများကြီးပဲအဲနောက်တစ်ခါတောက်တာတွေပါကြီးကြာလို့ရှင်နောက် ဟိုဗီဒီယိုကြမှာပဲပြတော့မယ်အခုဒီဟာကတော့ရေးအိတ်တဲတာမှာဒီကောကတော့လက်တွေ့ပြောက်သွားပါတယ်အဲဒါကြောင့်မချစ်တို့လေဘုသူတအနေနဲ့တကယ်လို့တီကွန်းလိုပဲပေါ့နော်အိယာလေးတွေမှာထားပြီးတော့ဖက်ပြီးတော့အိတ်ချင်တယ်အဲဘိုက်ကလင်းနားမှာလည်းထားအိတ်ချင်တယ်ကြောက်ကလေးရဲ့နောက်ဖက်ရှိရနေရမှာလည်းအိတ်ချင်တယ်ဆိုရင်အိတ်လို့ရပါတယ်လို့ဘုသူတအဖြစ်နဲ့တင်ပြပေးခြင်းဖြစ်ပါလေရှင် ဒါကတော့ဒီကွန်းပြောခဲ့တဲ့ကြောက်ဖယုံဒီအစွမ်းပေါ့နော်ကြောက်ဖယုံဒီနဲ့သူယောဂပြောက်သွားတဲ့အကြောင်းပေါ့လေဒီလိုမျိုး sharing လုပ်ပေးတာကိုလည်းကျွန်မပရိသတ်တွေကိုတွေ့အောင်လို့ပြန်တင်ပေးတာပါဆိုတော့နောက်ကျွန်မပြောချင်တာပေါ့နော်ကြောက်ဖယုံဒီကကယ်လိုရီနည်းပြီးတော့အမြင်ဓာတ်နဲ့ရည်ဓာတ်များပါတယ်ဒီ အစာချေဖြတ်မှုလည်းအကောင်းစီရေပေါ့နော်။နောက်ကျန်းမာရေးနဲ့ညီညွတ်တဲ့ကိုခန္ဓာအလေးချိန်ကိုလည်းထိန်းသိမ်းပေးနိုင်ပါတယ်။သူတည်တနာတွေအရာတော့ဒီကယ်လိုရီနဲ့ပြီးတော့ရေဓာတ်သိပ်တည်တဲ့အစာအစာတွေကကိုအလေးချိန်လျှော့ချတဲ့အခါမှာအထောက်ပြု အထောက်အကူပြုပါတယ်ပေါ့နော်အဲ့ဒါအပြင်ကြောက်ဖြုံတီးကအမြင်တက်ကျွဲဝါးသာပါဝင်ပါတယ်အဲဒီအမြင်တက်တီးကဥလန်းချောင်းထဲမှာဂျယ်လီတစ်ဖွဲရှိနေပြီးတော့ဗိုက်ပြည့်တဲ့ခံစားချက်ကိုပေးပါတယ်ဒါအပြင်ကာဗွန်ဟိုက်ဒရိတ်နည်းတဲ့အတွက်ကြောင့်မလို့ကာဗွန်ဟိုက်ဒရိတ်လျှော့ပြီးတော့အဲစားခြင်းနဲ့စားတော့တဲ့သူတွေအတွက်အထူးသင့်လျော်ပါတယ်နောက်ကြောက်ဖြုံတီးက စီးနဲ့ဝမ်းကိုလည်းမှန်စီရဲပေါ့နော်။နောက်လိန်စိတ်ကိုလည်းနှိုးဆော်ပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ကိုခန့်ဆွမ်းအားကိုအထောက်အကူပြုပြီးတော့စိတ်ကူးစိတ်စိတ်တန်းတွေထက်သန်စီတယ်။အစာချေဖြတ်နိုင်တယ်။နောက်ယောဂတွေကိုလည်းကာကွယ်ပေးနိုင်တယ်။စားတဲ့အာနိသင်တွေအများကြီးရှိပါတယ်။အဲပေါ့နော်။အဲဒါကြောင့်မလို့ဒီအချက်တွေကပေါ့နော်ဒီကျမတို့ရဲ့တိုင်းရင်းစီးပညာရဲ့ အမြင်လေးဖြစ်တယ်ပေါ့နော်။သိပ္ပံနေကြဆိုလို့ရှိရင်လည်းပြောရမယ်ဆိုရင်အနာရောဂါတွေကိုပျောက်ကင်းစေတယ်။ရောင်ရမ်းမှုကိုလျှော့ချစေတယ်။နောက်အဲစီးကြိုပေါ့နော်။စီးကြိုကိုကာကွယ်ပေးနိုင်စွမ်းရှိတယ်။ယောဂပိုးမွားဒဏ်ကိုလည်းကာကွယ်ပေးနိုင်တယ်။အဲခြုံပြောရမယ်ဆိုလို့ရှိရင်တော့ကြောက်ဖြစ်ုံဒီကကယ်လိုရီနည်းပြီးတော့အမြင်ဓာတ်ရေဓာတ်ဒီအရန်ကျွဲဝါးတော့ပါဝင်တဲ့စားတောက်တင်တဲ့ စေပတ်ဝင်တဲ့အသီးအနှံဖြစ်ပါတယ်။ကိုယ့်ရဲ့လက်တကမ်းမှာအလွယ်ကူရရှိတဲ့အသီးအနှံတွေကဒီလိုမျိုးကျန်းမာရေးအတွက်အရန်အထောက်အကူပြုရဲဆိုလို့ရှိရင်အကြိုက်ကြိုက်မကြိုက်ကြိုက်စားပြီးတင်တယ်လို့ပြောချင်ပါတယ်ရှင်။ဒါကတော့ကြောက်ဖြုံသည်စားခြင်းနဲ့ကြောက်ဖြုံသည်ရဲ့အဲအစွမ်းဝင်အတုံးဝင်နေပေါ့နော်ဒီအစွမ်းတက်တီတွေပဲဖြစ်ပါတယ်။